เออကျွန်တော်ဒါနာနဲ့ဆိုသုံးဘူးသုံးဘူးဒါနောက်ဆုံးဘူးပေါ့နော်နောက်ဆုံးဘူးစားကြည့်လိုက်ပထမနှစ်ခုကတော့စားလို့ကောင်းတယ်ကုံသွားတယ်စားကြည့်လိုက်တော့တစ်ခုစားတော့ခါတယ်နှစ်ခုစားတော့ခါတယ်ဟောဒါရောလူများနဲ့ဖြစ်တော့နောက်တစ်ခုစားတော့ခါတယ်အဲ့တော့ကိုယ်ကပါလဲဆိုတော့ကိုတယောက်တည်းမဟုတ်ဘူးငါများခါနေရလို့အဲ့ဒါတရား ခေတို့ပါလို့စားခိုင်းတာ။ခိုင်းတော့ပြခါတယ်တဲ့။ခါတယ်ဆိုတော့ تمام ပြောလေဒါလေးပြန်နေပြီလို့ရမှာမှရေးဆိုတော့ဒလီကပြရမယ်တဲ့။အဓိကဒလီက2500ကျွန်မမမတ်ဘူး။ကိုမစ်ကြီးကဟိုကဖြစ်တယ်ဆိုလို့ရှိရင်အဆင်မပြေဘူးဆိုလို့ရှိရင်ဘူးမှလည်းမတိုက်ခါဘူး။အဆင်မပြေဘူးဆိုလို့ရှိရင်မှရေးဒလီကတော့ပေးချင်တယ်ပြန်လဲပေးမယ်ဆိုရက်အစီအစဉ်ရှိရမယ်။ဒါလေးကိုပြောပြတာပါနော်။အဲ့ဒါ ေနဲ့တော့အဲ့လိုမျိုးတလိကပေးရမယ်။မားရလွတ်လိုက်။ဟေးလွတ်ပြလဲဗီဒီယိုမရိုက်နဲ့ဒီဘာမှမသိဘူးမလဲစိတ်တက်လို့မမိလေသူတွေကလည်းခက်တယ်အကျိုးသိအကြောင်းသိတော့အကျိုးသိအကြောင်းသိပြောပြီးရှင်။နော်ရှင်မသိရလည်းမပြောနဲ့။ကျမတို့အမရဲ့ဒါရီရယ်ဒီလိုဖြစ်တယ်။ဒီလိုလေးလှုပ်ပြီးပါလားသူပြောတယ်။ ပြောသူတို့ဟိုးဘက်ကိုတဲ့ပြန်မေးရအောင်မယ်တဲ့ကျမကလည်းဒီဟာလေးတပူးတဲ့နဲ့ကျမဝယ်စားရပြီလေဟိုးဘက်တချောင်းကိုတခါပြီးသူတို့ကလည်းမမှောက်ဘူးဟိုးဘက်ကုမ္ပဏီကိုပြန်မေးရအောင်မယ်ဆိုကျမအဲ့ဒီထက်စီစောက်အောင်ပြီးတော့ရှင့်ရဲ့အဖေတွေပထွေးတွေကပြောဘာပြောလဲဆိုတော့အင်းဟိုတဲ့မလွတ်ပြစ်ပဲနဲ့တဲ့ပြန်ပြီးစားတယ်လို့ပြောတဲ့လူကရှင်းသေးတယ်အဲ့ရှင်းသိလားအဲ့တော့ကျမအမိုက်ပုံးနဲ့တခါလွတ်ပြစ်လိုက် ဘာလို့မလေးလှုပ်လဲမလှုပ်ဖြစ်ပဲနဲ့ဟိုဘာလဲဟိုပြီးကြရင်ပြန်စားတာပဲဆိုတော့ကျမပြောမခံနိုင်ကျမမဟုတ်တာလည်းမလို့ကျမမကောင်းလို့မကောင်းဘူးပြောတယ်ပြီးတော့မစားလှုပ်ပြလိုက်အဲ့ဒါကျမပါပြောရှင်းပါပြီဝင်အော်အဖုံးမဖွင့်ပဲနဲ့ခါလာချိုလာဘလို့ဒီမှာလဲအဖုံးဖွင့်ကြည့်ရတယ်ဖွင့်ကြည့်ပြီးတော့တခုစားကြည့်တယ်ခါတယ်အရှိဘက်ကဟာစားကြည့်တော့ခါတယ်နောက်ဘက်ကဟာစားကြည့်တော့ခါတယ်တောင်ဘက်ကဟာစားကြည့်တော့ခါတယ်မြောက်ဘက်ကဟာစားကြည့်တော့ခါတယ်နော်အဲ့တော့ လေးခုလောက်တော့ကုန်ပါပဲလေအဲ့ဒါကိုခါအဲ့ဒီလေးခုကုန်မှခါရဲ့လို့ပြောလို့ရမှာလေတခုတည်းနဲ့ခါရဲ့ဆိုတော့ဩအော်တခုတည်းနဲ့ခါရဲ့ဆိုညီမလေးစဉ်းစားတခုတည်းနဲ့ခါရဲ့ဆိုဩနောက်ခါလည်းကောင်းမှာပဲဆိုပြီးတော့အဲ့တခုခါကိုဖယ်လိုက်တယ်ပုံးထဲမှာတခုယောက်သွားမှာနောက်တခုစားကြည့်လို့ဖယ်လိုက်တယ်နှစ်ခုယောက်သွားမှာသုံးခုစားကြည့်လို့ဖယ်လိုက်တယ်သုံးခုယောက်သွားမှာလေးခုစားကြည့်လို့ဖယ်လိုက်တယ်လေးခုယောက်သွားမှာယောက်သွားမှာပဲဘာလို့အမကအမရဲ့အဓိကက၃လေးခုလောက်စားလို့ ်ခါဝါလို့ဖယ်လိုက်လို့ရှိရင်နောက်ဟိုင်မြန်ကောင်းလာတယ်တော့နောက်ဟိုင်ကခါလို့အမကျမမောင်ရန်လေးစားတယ်။เนาะအမကလည်းကျမအဖုံးမဖွင့်မနဲ့ခါရည်လို့ပြောပြပြန်လဲလို့ရ။ဒီမင်းညီမလေးအမပြောလိုက်မယ်။အမကတော်တော်ဆော့တယ်ဆိုတာလေ။အမအိမ်မှာအားနေလို့ဘာလုံးမှမရှိလို့ပြင်းလို့ဆော့တာ။အမဘျူးတက်တက်ဘျူးမတက်တက်အမစိတ်ဝင်စားအောင်။သိလားအမပြောမယ်။เนาะအမတို့ဘျူးတစ်ခုမှမရလဲစိတ်ဝင်စားအောင်။ ဘာလို့အမအိမ်မှာပြင်းနေလို့ဒီတိတော့အပျော်ပဲဆိုတာဘျူးတက်ချင်းတက်မတက်ချင်းတင်း లై ဖြစ်ရရင်ရမရရင်နေပြီးလို့ချင်းဆယ်လီဖြစ်ဖြစ်မဖြစ်ဖြစ်အမစိတ်မဝင်စားဆယ်လီလည်းမဖြစ်ချင်းနော်ဘျူးမတက်လည်းဘာမှမဖြစ်နော်ကိုထမင်းကိုရှာစားလာကိုရစားလောက်စားရှိဒါရင်စိတ်မဝင်စားဘူးဘျူးတက်မှစားရမယ့်ထဲမှာအမမပါအောင်နော်တိတော့ဆိုတာအားလို့ဆော့ဘျူးတက်ကတူတော့အတိကကျမတို့အတိကမဟုတ်ဘူး နော်ကိုလုတ်ကိုလုတ်ပြီးတော့ပတ်ဆံရဖို့အဓိကရှင်းတယ်နော်အဲ့ဒါလေးတည်အောင်ပြပြအညီမလေးညီမလေးစိတ်ထဲနဲ့မနိုင်နဲ့နော်ဒီနေ့တော့လမ်းပေါ်မှာအခေါ်ဆုံးဖြစ်နေပြီးတော့ဖာမဲဖြစ်ပါရဲ့ရှင်မိတ်ဆွေတို့အမျိုးနဲ့ကမန့်ပေးခဲ့ရလို့ရပါတယ်